ယူကရိန်းအတွက်ယူရိုငွေဘီလီယံနဲ့ချီတဲ့ငွေကြေးအထောက်ပံ့တွေရရှိစေဖို့ဥရောပအင်အားကြီးနိုင်ငံတွေကြားညှိနှိုင်းမှုတွေကအားတက်စရာတိုးတက်မှုတွေရရှိခဲ့ကြောင်းသိရပါတယ်။ဒီဇင်ဘာလ10ရက်နေ့ညပိုင်းကဗြိတိန်နိုင်ငံလန်ဒန်မြို့တော်ရဲ့ဝန်ကြီးချုပ်အိမ်တော်မှာဗြိတိန်ဝန်ကြီးချုပ်ဆာကီရာစတာမာပြင်သစ်သမ္မတအီမန်နျူရယ်မာခရမ်နဲ့ဂျာမနီအဓိပတိဖရိုင်ဒရစ်မတ်စ်တို့တွေ့ဆုံခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့အမေရိကန်နဲ့ဥဆောင်ညှိနှိုင်းပေးနေတဲ့ရုရှား-ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်မှာယူကရိန်းအတွက်ထိခိုက်လာနိုင်ခြေတွေကိုကာကွယ်လျှော့ချရေးတိတိယယောက်အကူအညီပေးဖို့ဖြစ်ပါတယ်။ဆွေးနွေးမှုတွေမှာတော့အော်ရောပါနိုင်ငံတွေကထိန်းချုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေထဲကနေထုတ်လုပ်ပြီးယူကရိန်းအတွက်ယူရိုဘီလီယံတွေနဲ့ချေတန်ဖိုးရှိတဲ့အထောက်အပံ့တွေပေးအပ်နိုင်ရေးလုံထုံးလုံနည်းအဆင့်သဘောတူညီမှုတွေရရှိကြတယ်လို့အော်ရောပါကြီးတုံးကြီးရဲ့ခေါင်းဆောင်တွေကအတည်ပြုခဲ့ပါတယ်။ အရင်ကတော့အနောက်ဥရောပနိုင်ငံတွေဟာရုရှားနဲ့စစ်ပွဲမှာယူကရိန်းကိုချွင်းချက်မရှိ ထောက်ခံနေတဲ့ဆိုပေမဲ့ထိန်းချုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကိုယူကရိန်းအတွက်အထုတ်ပြီးချေပေးဖို့အစီအမံတွေနဲ့ပတ်သက်ရင်တော့တိတိကျကျအကောင့်ထဲဖော်ဖို့တွန်းဆုံနေခဲ့ပါတယ်။ဗြိတိန်ဝန်ကြီးချုပ်ယုံရဲ့ထုတ်ပြန်ချက်မှာတော့ခေါင်းဆောင်၄ဦးတွေးဆမှုတွေအပြီးမှာအဒီကိစ္စနဲ့ပတ်သက်ပြီးအများကြီးအပေါင်းလက္ခဏာဆန်တဲ့အရွေ့မျိုးစီဥတီလာနိုင်တယ်လို့ဖော်ပြထားခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲကိုလူကိုယ်တိုင်မတက်ဖြစ်ပေမဲ့တခြားဥရောပနိုင်ငံခုနှစ်ခုရဲ့ခေါင်းဆောင်တွေကလည်းဗီဒီယိုဖုန်းခေါ်ဆောင်မှုနဲ့ချိတ်ဆက်ပါဝင်ခဲ့ကြပါတယ်။ဒါပြင်တူရကီအစိုးရနေတိုးစစ်မဟာမိတ်အဖွဲ့နဲ့ဥရောပသမဂ္ဂ EU ကဆေလွတ်တဲ့ကုသလေတွေလည်းအစီအဝေးတက်ခဲ့ကြတာပါ။ဆွေးနွေးပွဲမှာတော့စစ်ပီးကာလယူကရိန်းမှာငြိမ်းချမ်းရေးအတွန်းရှိဖို့ခိုင်မာအားကောင်းတဲ့လုံခြုံရေးအာမခံချက်မျိုးရှိနေဖို့လိုအပ်တယ်ဆိုတာ ်ခေါင်းဆောင်အသီးသီးကအလေးထားဆုံးဖြတ်ခဲ့တယ်လို့ဝန်ကြီးချုပ်ယုံကြေညာချက်မှာဖော်ပြထားပါတယ်။ EU ခေါင်းဆောင်တွေဟာဒီဇင်ဘာလ18နဲ့19ရက်တို့မှာတွေ့ဆုံဖို့အစီအစဉ်ထားပြီးလက်ရှိထိန်းချုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေထဲကယူရို90ဘီလီယံလောက်ကိုယူကရိန်းစီထုတ်ချေးရေးကိစ္စအပြီးသက်အစွန်းနေသဘောတူနိုင်ဖို့မျှော်လင့်နေပါတယ်။အဲ့ဒီကိစ္စအဆင်ပြေသွားရင်တော့ ယူကရိန်းဟာရန်ပုံငွေထောက်ပံ့မှုတွေကိုနောက်နှစ်ကစပြီးတတုတ်ချင်းလက်ခံရရှိသွားမယ်သဘောပါဇလစကီကတော့ရုရှားရဲ့ရန်လိုမှုတွေကိုရှေ့တန်းခံစစ်အဖြစ်ကြကြန့်ခံနေတဲ့သူနိုင်ငံဟာအမေရိကန်နဲ့ဥရောပစီကအထောက်အပံ့တွေမရဘဲနဲ့ဘလို့မှဆက်ပြီးမရတည်နိုင်ကြောင်းသတိပေးထားပါတယ်အမေရိကန်ကဂျောင်းဝင်ဆစ်ဆက်ပေးနေတဲ့ဆေးရဆေးရေးကိစ္စနဲ့ပတ်သက်လို့တော့ဇလစကီကငင်းကြေးစီဦးတည်တဲ့အသေးစားတိုးတက်မှုတွေဖြစ်တွန်းနေတယ်လို့လန်ဒန်မှာသတင်းထောက်တွေကိုမှတ်ချက်ပေးသွားခဲ့ပါတယ်ရှင် Bipa Spring ကနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါရှင်